ကျွန်တော်တို့လူသားတွေဟာဒီကဘာကြိုကြီးပေါ်ကအထူးခြားဆုံးသက်ရှိနေဖြစ်ပါတယ်။ခြေနှချောင်းပေါ်လမ်းလျှောက်ပြီးစွမ်းဆောင်ရည်မြင့်တဲ့အုံနောက်တစ်ခုပိုင်ဆိုင်ထားတဲ့အပြင်ဒီလိုသက်ရှိတွေဖြစ်လာဖို့ကျွန်တော်တို့ဟာကဘာကြီးရဲ့ကုံချမ်းတစ်ခုကနေစောင့်ရတာဖြစ်ပါတယ်။အခုတော့အချိန်ကိုနောက်ပြန်ဆုတ်ပြီးကျွန်တော်တို့လူသားတွေဘလို့ဖြစ်လာတယ်ဆိုတဲ့ဇက်လန်းကိုကျွန်တော်နဲ့အတူပြန်လည်လေ့လာကြည့်လိုက်အောင်ပါ။နေပေါင်း၄ဘီလီယံလောက်ရှိတဲ့စင်ကဲပြောင်းလဲမှုအလှည့်ပြောင်းနေတဲ့ကပ်ဘေးဆိုးကြီးတွေ လူသားတွေကိုမျိုးဖြုတ်ပြစ်နိုင်တဲ့တားရဲတွေမြေတွင်းအောင်ကြွက်ပွားကနေသွေးအေးတရွားအထိ ပြန်လဲပြောင်းလဲမှုတွေကိုမြင်ကြရမှာပါမျိုးတုံးပြောက်ကွယ်မှုတွေလည်းအမျိုးမျိုးကြုံခဲ့ရသလိုကုန်းမြေပေါ်နဲ့ရေထဲဟာအသက်ရှင်မှုရုန်းကန်မှုတွေသဘာဝအရလိုအပ်လာတဲ့အလှည့်အပြောင်းတွေနဲ့တခြားစိတ်ဝင်စားစရာတွေပါဝင်မှာဖြစ်ပါတယ်အခုလိုငါးဘဝမရောက်ခင်မူလအစဖြစ်တဲ့နေရာကိုနောက်ပြန်သွားလိုက်မယ်ဆိုရင်တရှိတဲ့အစဖြစ်တဲ့စင်ငယ်စဲရီစီကိုပြန်ရောက်သွားမှာဖြစ်ပြီး ဒီခရီးမှာအရန်အံ့ဩဖို့ကောင်းတဲ့ပြင်ကြိုတင်ခံမှန်းလို့မရနိုင်တဲ့အလှည့်ပြောင်းနေတဲ့လူသားမျိုးဆက်တမိုင်းချောင်းကိုကျွန်တော်တို့မြေဝါထင်တင်ညီညာရမှာဖြစ်ပါတယ်အချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း၄ဘီလီယံကာလဖြစ်ပါတယ်ချော်ယီဘူးတွေနဲ့အမုံတွေပြည့်နှက်နေတဲ့ကြောက်တုံးကြီးတစ်လုံးဟာအေးခဲနေတဲ့လေဟာနဲ့အာကာသထဲမှာလှည့်ပတ်နေပါတယ်မြန်မာပြည်မှာကိုစင်းကြည့်လိုက်မယ်ဆိုရင် Mars Jupiter လို့ Venus Jupiter လို့ထင်ရပေမဲ့ ။ဩဂါခဲတွေအဆက်မပြတ်ကြွေကျလာနေတဲ့ဒီဂျိုကြီးဟာကျွန်တော်တို့ကဘာကြီးဖြစ်လာမှာပါ။ချောရီဘူးတွေပြည့်နှက်နေပြီးဩဂါခဲတွေအချိန်ပြည့်ကျနေတဲ့ဒီနေရာကြီးဟာတက်ရှိအမျိုးပေါင်း၉သန်းလောက်ရဲ့နေထိုင်ရာအိမ်ကြီးဖြစ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေစိုးကြီးတစ်ခုကနေတက်ရှိဖြစ်တည်လာဖို့ဆိုတာဖြစ်နိုင်ရည်တွေကိုတွက်ချက်ထားတဲ့စင်ကဲဖြစ်စဉ်တွေလိုအပ်ပါတယ်။တရှိဘလို့ဖြစ်လာတယ်လဲဆိုတော့သိပ္ပံနည်းကြ theory တွေရောဘာသာရေး theory တွေရောအများကြီးရှိပါတယ် ဒါပေမဲ့လည်းတိတ်ပံရောဘာသာရေးမှာပါတက်ရှိတွေဘလို့ဖြစ်လာတယ်ဆိုတာအတိအကျပြောပြနိုင်ခြင်းမရှိဘဲအလုံးဟာ theory အဆင့်ပဲရှိပါတယ်။ဒါပေမဲ့လည်းတက်ရှိတွေဖြစ်လာဖို့ဆိုရင်မဖြစ်မနေရှိရမယ့်လိုအပ်ချက်တခုရှိပါတယ်။အဲ့ဒါကတော့ရေးပါကျွမ်းကျင်သူတွေကတော့ကဘာပေါ်ရေတွေဟာအုတ်ကားကလေးဂျိုးစိန်ဂျူမောတွေကဘာနဲ့တိုက်မိပြီးရောက်ရှိလာတယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီအချိန်ကရေတွေထဲမှာ ဓာတ်ရုပ်ပါဝင်ပစ္စည်းတွေ organic drug ပေါင်းနေတဲ့ရောရှက်နေပါတယ်။မိုးကြိုလျက်စီးတွေကဓာတ်ရုဟင်းညိုအိုးကြီးလိုဖြစ်နေတဲ့ရေတွေကိုရိုက်ခတ်လိုက်တဲ့အခါအချိန်မှန်နေရာမှန်တစ်ခုမှာတော့ဗိုလ်အားပေါင်းဘီလီယံနဲ့ချီတဲ့လျက်စီးတက်တွေဟာဖြစ်နိုင်မယ်လို့မထင်ရတဲ့ဖြစ်ရပ်တွေကိုဇက်တိုက်ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီ chemical atom တွေဟာအစီအစဉ်မှန်မှန်နဲ့တိတိကျကျစုပေါင်းသွားပြီးမျိုးပီစားနဲ့ဆိုင်တဲ့ပစ္စည်းတွေအတွဲလိုက်ကိုပေါ်ထွန်းလာစေခဲ့ပါတယ်။ ဒါပေမဲ့လည်းဒီလိုဖြစ်လာတဲ့ထိခိုက်လွယ်တဲ့မျိုးဗီဇတွေဟာအခုလိုစိုးရတဲ့ပတ်ဝန်းကျင်မှာတည်ရှိနေဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ဒါပေမဲ့လည်းနောက်ထပ်ကံကောင်းတဲ့ဖြစ်ရတစ်ခုထပ်ဖြစ်ခဲ့ပြီးတော့စီနဲ့တူတဲ့အရာတစ်ခုကမျိုးဗီဇတွေကိုဖုံးလွှမ်းကာကွယ်ပေးလိုက်ပြီးပထမဆုံးဆဲတစ်ခုဖြစ်ပေါ်သွားစေခဲ့ပါတယ်။ဒီလိုနဲ့ဆဲထဲမှာရှိတဲ့မျိုးဗီဇတွေဟာဒါရုဆိုင်ရာလမ်းညွန်ချက်တွေကိုသတင်းစကားတစ်ခုအနေနဲ့ထုတ်ထုတ်လိုက်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း3.5ဘီလီယံအချိန်မှာတော့ဒီဆဲဟာအရန်အန်အောမှုကောင်းတဲ့အရာတစ်ခုကိုစလုပ်လိုက်ပါတယ်။ရိုးဗီဇာတွေဟာသူတို့ကိုသူတို့ copy ပွားလိုက်ပြီးပထမတစ်ခုနဲ့အတိအကျတူတဲ့ဆဲတစ်ခုဖြစ်လာစေခဲ့ပါတယ်။အခုမြင်နေရတာကတော့ကမ္ဘာပေါ်မှာပထမဆုံးသက်ရှိလို့ပြောလို့ရတဲ့အရာပါ။လက်ရှိခေတ်မှာရှိနေတဲ့လူသားတိုင်း၊တရိတ်ဆန်တိုင်း၊ပိုးကောင်တိုင်းနဲ့အပင်တိုင်းရဲ့မူလအဆောက်ကိုဒီစင်ကယ်ဆဲလီရောက်တဲ့အထိခြေရာကောက်လို့ရပါတယ်။ မျိုးဗီဇဆဲတိုင်းကိုမျိုးပွားဖို့ chemical instruction နဲ့ခိုင်းစေတာကြောင့်ဆဲတွေဟာမူလဖြစ်စဉ်အတိုင်းပွားလာကြပါတယ်ဒီလိုမျိုးပွားလာခြင်းဟာဆဲတွေကိုမူလဆဲသေဆုံးသွားခဲ့ရင်တော့မျိုးဆက်တစ်ခုကနေတစ်ခုအသက်ရှင်ကျန်နိုင်စေဖို့အာမခံချက်ဖြစ်သွားစေပါတယ်ဒီဖြစ်ပျက်ဟာနှစ်ပေါင်း1ဘီလီယံလောက်ကြာမြင့်ခဲ့ပြီးတော့စင်ငယ်ဆဲတွေဘဝကနေတိုးတက်မလာခဲ့ပဲဒီအတိုင်းပဲပွားနေခဲ့ပါတယ် ဒါပေမဲ့အချိန်တစ်ခုမှာတော့မတော်တဆဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုဟာအရာအားလုံးကိုပြောင်းလဲပြန်လိုက်ပါတယ်။ဆဲတစ်ခုဟာပေါင်းဆက်သွားပြီးသူတို့မျိုးဗီဇာနှစ်ခုဟာလည်းချိတ်ဆက်သွားပါတယ်။အဲ့လိုပေါင်းသွားတဲ့ဆဲကသူ့ကိုယ်သူ copy clone တစ်ခုထပ်ပွားလိုက်ပြန်ပါတယ်။သူစီကပွားလာတဲ့မျိုးဆက်ဟာ single ဆဲမဟုတ်တော့ဘဲဆဲနှစ်ခုဟာပေါင်းဆက်ထားတဲ့မိဘနှစ်ခုဟာလာတဲ့မတူညီတဲ့ဆဲအစ်စ်တစ်ခုဖြစ်ပေါ်လာပါတယ်။ ဒီမတော်တဆမှုကိုကျွန်တော်တို့က sex လို့ခေါ်တဲ့မျိုးပွားခြင်းဖြစ်စဉ်လို့ခေါ်ကြပါတယ်။ sex ကနေပဲမတူညီပွဲပြားမှုတွေကိုပေါ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကမကြာခဏဖြစ်ပေါ်လာပြီးမူလဆဲတွေကနေမျိုးပွားလိုက်တဲ့မျိုးဗီဇတွေဟာပျက်စီးသွားတာနှစ်ခုပွားတာမျိုးဖြစ်လာပြီးတော့ဒီဆဲတွေဟာမျိုးတန်းလို့ခေါ်တဲ့ဗီဇာပြောင်းဆဲတွေဖြစ်လာပါတယ်။ဗီဇာပြောင်းတဲ့ဖြစ်စဉ်တွေဟာတပြေးပြေးပိုဖြစ်လာပြီးမတူဝဲပြားမှုတွေများပြားလာတဲ့နောက် ဇဲတွေဟာမူလနဲ့အရန်ကွဲပြားလာပြီးတော့မတူညီတဲ့မျိုးစိတ်တွေဖြစ်လာပါတယ်။တရှိဖြစ်စဉ်တစ်ခုဟာအပင်တစ်ခုရဲ့သစ်ကိုင်းနေလို့အများကြီးကွဲထွက်သွားပြီးဘီလီယံနဲ့ချီတဲ့တရှိမျိုးစိတ်တွေရဲ့အစစတင်ဖြစ်တည်လာပါတယ်။ဒါပေမဲ့လည်းမတူညီတဲ့ဒီမျိုးစိတ်တွေတဲ့ကတစ်ခုဟာပဲကျွန်တော်တို့လူသားတွေစီကိုဦးတည်လာမှာဖြစ်ပါတယ်။ ဗီဇာပြောင်းဆဲတွေများပြားလာခြင်းနဲ့မတူပွဲပြားမှုတွေဟာသမုဒ္ဒရာရေပြင်းထဲမှာပြန့်နှံ့လာပါတယ်။တဖြည်းဖြည်းပိုကြီးလာတဲ့အပြင်ဖွဲ့စည်းပုံတွေဟာလည်းပုံမရှုပ်ချွေးလာပြီးကျွန်တော်တို့မျိုးဆက်ဖြစ်လာမဲ့ဘိုးဘေးတွေဟာသုံးလက်မလောက်ရှိတဲ့ရေတီကောင်ဘဝကိုစတင်ရောက်ရှိလာခဲ့ပါတယ်။အခုမြင်နေရတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းတန်း950လောက်ကလူသားမျိုးစိတ်အဖြစ်ကိုစင်ကဲတိုးတက်လာမဲ့တက်ရှိပဲဖြစ်ပါတယ်။ ဒီပိုင်းလေးကိုတော့ဒီနေရာမှာပဲရန်နာလိုက်ပါမယ်နောက်ထပ်အပိုင်းလေးကိုလည်းလာရောက်လေ့လာကြည့်ရှုဖို့ဖိတ်ခေါ်ကြပါမယ်အားလုံးပဲအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်